ဒီနေ့အပိုင်းမှာ ranking အဆင့်နှစ်ဖြစ်တဲ့ဆာအခီယာ champion အသစ်ဆန်တို့ကိုစိန်ခေါ်ထိုးသက်ခဲ့ပါလိမ့်။ဒါပေမဲ့စပီးမြန်မာရယ်ဆိုတဲ့ဆာအခီကိုဆန်တို့က69စက္ကန့်အတွင်းမှာအလဲထိုးပြခဲ့ပြီးပြည့်ပြည့်စုံတဲ့ champion တယောက်ဖြစ်လာတာကိုဒီပွဲကိုလာကြည့်ရင်နီးပြကြီးခမောကာဝမြင်ခဲ့ရပါလိမ့်။ ။နီးပြကြီးနဲ့မန်နေဂျာယာဂီတို့ဆန်တို့ရဲ့တိုးတက်လာမှုနဲ့ပတ်သက်ပြီးအပြန်အလှန်မှစုံလင်နေကြခြင်းဆန်တို့ရောက်လာခဲ့ပါသည်။အီဘိုစူးစမ်းပြီးတော့အမောက်တိတ်ခဲရတဲ့စာအိုက်ခီကိုဆန်တို့ကအီဘိုထက်ပိုပြီးတာလွန်တဲ့ပုံစံနဲ့အနာယူပြခဲ့တာဖြစ်ကြောင်းပြောပါသည်။သူကိုယ်တိုင်ကချန်ပီယံအသစ်ဖြစ်လာပေမဲ့သူရှုံးနေခဲ့ပူတဲ့အီဘိုအကျွေးပြန်မဆက်ရသေးတာကြောင့်ကိုကိုကိုချန်ပီယံလို့မခံစားရပဲဖြစ်နေပါသည်။အဲဒါကြောင့်ဘသူကပိုတန်မှာလဲဆိုတာသိရဖို့နောက်တစ်ချိန်အီဘိုနဲ့ထိုးဝင်ပေးဖို့နီးပြကြီးကိုပြောတဲ့အခါနီးပြကတော့အချိန်တစ်ခုထိစောင့်ပေးဖို့ပြောပါသည်။ တိုက်မကြခင်မှာအီဘိုးကချန်ပီယံစီကနေခပတ်လူတော့မှာဖြစ်ကြောင်းနှီးပြကြီးကပြောတော့ဆန်နိုကသူ့အပေါ်အီဘိုးရဲ့ဓမ္မစီရိုးကအလုပ်ဖြစ်မှာမဟုတ်ကြောင်းယုံကြည်ချက်ရှိစွာပြောလာခဲ့ပါသည် အဲအချိန်ဆန်တို့ရဲ့နီးပြကခေါ်ခိုင်းလိုက်လို့ကလေးတွေကဆန်တို့ကိုခေါ်သွားကြပြီးနီးပြကြီးတို့ကတော့ဆန်တို့ပြောသွားတဲ့စကားကြောင့်စဉ်းစားစရာတွေရှိနေပါပြီတဖက်မှာတော့အီဘိုကဆန်တို့နဲ့စာရိုက်ခီတို့ရဲ့ထိုးပွဲကိုပြန်ကြည့်နေပြီးဆန်တို့ကစာရိုက်ခီရဲ့လက်သီးလမ်းကြောင်းတွေကိုသိနေတယ်လို့အတားအယာလေးရှောင်နေခဲ့ပါတယ်အဲ့ဒါအပြင်စာရိုက်ခီလှုပ်ရှားမဲ့နေရာတွေကိုပိတ်ထားပြီးနောက်သူ့ရဲ့အပြင်းနဲ့ထိုးချက်တွေနဲ့အမောက်သိပ်ပစ်လိုက်ပါတယ် အီဘိုကလည်းဆန်နိုရဲ့တိုးတက်မှုတွေကိုမြင်လိုက်ရပြီးအဲအချိန်နီးပြကြီးကအီဘိုစီရောက်လာကဆန်နိုနဲ့ပတ်သက်ပြီးဘလို့မြင်လဲမေးပါရီဆန်နိုကအီဘိုနဲ့ဗောလို့လို့အကြမ်းသားဖိုက်တာကြီးတွေနဲ့ထိုးတက်ခဲ့ပြီးရူကီချန်ပီယံပွဲစဉ်တွေပြီးဆုံးတာ16လပဲရှိသေးပေမဲ့သူ့ရဲ့တိုးတက်မှုတွေကမျက်စံလုံးနေပါရီဆန်နိုကသူ့ရဲ့တဘာဝဆောင်ရည်တွေနဲ့အပြင်းအထန်လေ့ကျင့်မှုတွေကြောင့်လှင်မြန်စွာတိုးတက်လာခဲ့တာဆိုပေမဲ့အဲ့ဒါကဒုတိယအချက်ဖြစ်ပါရီ တကယ်တော့ဆန်တို့ရဲ့တိုးတက်မှုတွေအားလုံးကဣဘူကိုပြန်လဲထိုးသက်ပြီးအနံယူဖို့ဆိုတဲ့အကြောင်းရင်းကနေမြေဖြားခံလာခဲ့တာပါအဲဒါကြောင့်အခုချိန်မှာဣဘူရဲ့ပြိုင်ဘက်ကဖက်တာဝိတ်ချန်ပီယံဆန်တို့ဖြစ်ပြီးဒီတစ်ခေါက်မှတော့ခပတ်ကိုရအောင်ယူဖို့နှီးပြကြီးကပြောပါရီးဘောက်ဇာတန်းရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ခပတ်ကိုဣဘူလိုချင်ပေမဲ့ခပတ်မပါဘူးဆိုရင်တော့ဆန်တို့နဲ့ထိုးသက်ခြင်းကြောင့်ဣဘူကပြောလာခဲ့ပါရီးသူတို့ရဲ့နောက်ဆုံးပွဲမှာဆန်တို့သတိလစ်တော်တာကြောင့်ပွဲပြီးသွားခဲ့တာဖြစ်ပြီးသူတို့သတိမလစ်ခဲ့ဘူးဆိုရင်ဘာဆက်ဖြစ်မလဲဆိုတာသိချင်မိတာကြောင့် အီဘိုကသူတို့ရဲ့တိုက်ပွဲမပြီးသေးဘူးလို့ခံစားရပါတယ်။ဆန်တို့ပြောခဲ့သလိုပဲအီဘိုကလည်းသူ့ရဲ့ဒမ်ဇီရိုကဆန်တို့အပေါ်အလုပ်ဖြစ်မှမဟုတ်ဘူးဆိုတာသိနေပြီးနီးပြကတော့အခုချိန်မှာအတူတူရှင်းထားဆိုပြီးတော့ပဲပြောသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ထုံးစံအတိုင်းတခါမူရာတို့ကလက်ချင်းရဲ့စကန်တော်ရတော့မှမို့ပြောနေကြပြီးပင်လယ်ဘက်တော်ရမယ်လို့ထင်နေပေမဲ့ဒီတစ်ခေါက်မှာတော့တောင်ပေါ်တော်ရမှာဖြစ်ကြောင်းနီးပြကြီးကပြောလာခဲ့ပါတယ်။နီးပြခါမူကဝါကတောင်ပေါ်မှာနေတဲ့သူသူငယ်ချင်းစီခေါ်သွားခဲ့ပြီးအဲ့ဒီတောင်မှာလူတွေအတော်အလာမရှိသလိုဝဝွင့်ရန်တွေကိုလည်းကြောက်ရပါသေးတယ်။ မိဖရဲ့တငယ်ချင်းကသူ့ရဲ့တိုင်ရင်ကိုကြောက်ကဘာမှစောက်ထားတာဖြစ်ပြီးတငယ်ချင်းနှစ်ယောက်တူးလိုက်တာနဲ့လက်ရည်ဆန်းကြပါလိမ့်သူ့နာမည်ကတော့ဂင်ပါချီနေခိုတာဖြစ်ပြီးတောင်ပေါ်မှာနေတာဆိုပေမဲ့ဘောက်စင်းတရင်တွေနားဆုံးလေးရှိတာကြောင့်မီတာဝိတ်ချန်ပီယံကြီးတာခါမူရာနဲ့ပေါ်ကြီးပေါ်ကောင်းနေဆင်ရွက်ထားတဲ့အီဘိုးတို့အကြောင်းသိနေပါလိမ့် စိတ်မကောင်းတော့ပဲတကယ်ဆရာကြီးတွေဖြစ်တဲ့အာဟုတ်ခိနဲ့ခင်မူရာတို့ကိုတော့မသိချာပါဘူး။အဲနောက်တော့လေကျင်းရေးဆင်ဖို့ပြင်ဆင်ကြပြီးရှီနိုဒါကကြီးကြပ်ပေးရမှာဆိုပေမဲ့အဖိုးကြီးနယ်ခိုဒါကဝုန်းဝုန်းနေရှိကြောင်းသတိပေးလိုက်ပါတယ်။တခါမူရာကလက်သီးထိုးလေကျင်းနေတဲ့အချိန်တခြားလူတွေကတော့အပြေးလေကျင်းကြပြီးတောင်ဟုံးအပ်တဲ့အစင်းတွေမှာပြေးရတာကပုံမှန်လို့မဟုတ်ပဲပိုပြီးပြင်မှန်ပါတယ်။အထူးသဖြင့်တောင်ကောင်အစင်းတွေမှာခန္ဓာကိုယ်တစ်ခုလုံးကဝိုင်းရလေကျင်းတွေကခြေထောက်စီရောက်နေပါတယ်။ အဲ့ဒါကြောင့်ဒမ်စီရိုးလို့ခန္ဓာကိုယ်အလေးချိန်ရွှေ့ပြောင်းရတဲ့ဤစနစ်အတွက်ဒီလေ့ကျင့်ခန်းကအဆင်ပြေကြောင်းအီဘိုကတွေးမိနေပါရင်အဲ့ရချင်းအန်ရိုက်ဘေးချင်းနဲ့အငွေအသက်တွေနဲ့ဝဝန်ကြီးပေါ်လာလို့တစ်ဖွဲ့လုံးဘေးကျူးအောင်ထွက်ပြေးကြရပါရင် ဝုံဝင်းတွေကတောင်ကုန်းအတက်တွေမှာမြန်ဆန်ပေမဲ့သူတို့အရှိတ်ခြေထောက်တွေကတိုးလာကြောင်းတောင်ကုန်းအစင်းတွေမှာနေကွေးရမှုအီဘိုရိုးတွေကန်ကောင်းခဲ့ကြောင်းအဖိုးကြီးနေခိုတာကပြောပါလိအဖိုးကြီးနေခိုတာကသူ့မှာဝုံဝင်းနေနေနေရှိတဲ့ဆိုပြီးပြောတော့တခါမူရကတော့သူ့သားဝုံဝင်းကိုတွေးရင်အလဲထိုးပြီးဝုံဝင်းသားချက်စားပြစ်မယ်လို့ကြိမ်ဝါနေတဲ့အပြင်အာဟခိလိုကိုလည်းငကြောက်တွေလို့ပြောနေခဲ့ပါလိအရင်တော့အကောင်လုံးအိမ်မောကြနေတဲ့အချိန်အီဘိုကတော့ဆန်လုံနဲ့ထိုးရဖို့အတွက်စိုးရိမ်စရာတွေရှိနေပါလိအဲအချိန်နီးပြကြီးရောက်လာခဲ့ပြီးဓမ္မစီတို့နဲ့ပတ်သက်ပြီးစိတ်ပူနေရလားလို့ ေပါရီဒမ်စီရောကအနောက်ဆုတ်သွားတဲ့သူနဲ့ရှင်ထုံးရင်အသာသေးရပေမဲ့တိုက်စစ်စင်တဲ့သူနဲ့တို့ရင်တော့အဆင်မပြေဖြစ်သွားတတ်ပါရီအဲ့ဒါကြောင့်ပြိုင်မက်ကိုဖီယာပေးနိုင်တဲ့အထိနီးပိုးစုံနဲ့ထိုးနိုင်တဲ့ဆန်တို့ကိုတော့ဒမ်စီရောကအလုပ်ဖြစ်မှာမဟုတ်ပဲအီဘိုကသူပါလို့တင်လဲမေပါရီ ဒမ်စီရောမှပြည့်ပြည့်စုံမှုမရှိတာကြောင့်ဒီနည်းစနစ်ကိုတီထွင်ခဲ့တဲ့ဂျက်ဒမ်စီကတော့သူ့ရဲ့ပြိုင်မက်ကိုအနောက်ဆုတ်သွားအောင်တွန်းထုတ်လို့ရှိကြောင်းနှီးပြကြီးကပြောပါရင်အဲ့ဒီလိုပြိုင်မက်ကိုတွန်းထုတ်နိုင်ပြီဆိုရင်ဒမ်စီရောအတွက်ပြည့်ပြည့်စုံမှုနှီးဖြတ်သွားမှာဆိုပေမဲ့ဆန်နိုလိုမျိုး၆ဆရာကောင်းတဲ့ဖိုက်တာလိုကောင်ကိုလည်းနောက်ဆုတ်သွားအောင်လုပ်ဖို့ခဲရင်ပါရင်ဆန်နိုရဲ့ထိုးချက်တွေကအပြင်းနဲ့အပြင်သူ့ရဲ့ခန္ဓာကိုယ်ကပြိုင်မက်ရဲ့ထိုးချက်ပြင်းတွေကိုခံနိုင်ရရှိကြကြောင်း ။ဤဘဝအတွက်ဆန်နှုတ်ကိုအနောက်ဆုတ်သွားအောင်လုပ်နိုင်ဖို့ဒကိုလုံးကခွန်အားတွေကိုမြှင့်တင်ဖို့လိုအပ်နေပါသည်။နောက်တရက်မှလို့နေခူတာကဘဝဝင်အနာဂတ်မလအောင်အာဟုတ်ခိတို့အတွက်ခေါလောင်စောကျိုးတွေဝစ်စင်ခံခဲ့ပါသည်။ သူတို့တွေအပြေးလေးချင်းကြရရဲ့အခါတခါမူရကအော်ခိတို့ရဲ့ခေါင်းလောင်းတန်းကိုတီးမခတ်နိုင်တော့လို့အရှိကနေအမြန်ပြေးသွားခဲ့ပြီးအဲအချိန်ဤဘိုးဝုံဝုံဆွဲသွားတာကြောင့်အကုဇီယာကောင်းနဲ့အော်ခိတို့ကအနောက်ကိုတောင်လှည့်မကြည့်တော့ပဲပြေးသွားခဲ့ကြပါရင်အဖိုးကြီးနယ်ခိုတားလည်းဤဘိုးဝုံဝုံဆွဲသွားပြီဆိုတာသိလိုက်ရတော့တနက်ကိုထုတ်လိုက်ပြီးလိုက်သွားဖို့လုပ်တဲ့အချိန်ဤဘိုးရောက်လာခဲ့ပါရင်တကယ်တော့ဤဘိုးကိုဆွဲသွားတာအကောင်ကြီးရဲ့ခွေးတကောင်ဖြစ်နေခဲ့ကအဲ့ဒီခွေးကလည်းနိုင်ခိုတားရဲ့ခွေးဖြစ်ပြီးနာမည်ကဟာချီလို့ခေါ်ပါရင် အဲ့နောက်အထူးလေးချင်းရေတွေအနေနဲ့နီးပြကြီးကအီဘို့ကိုထင်းကုတ်ခိုင်းပြီးအာဝကြီးနဲ့ခင်မူရာတို့ကိုတော့စံချောင်းထဲမှာစကွက်ထိုင်ခိုင်းပါသည်ဒါပေမဲ့သူတို့စကွက်ထိုင်တာစနစ်မကျလို့အဖိုးကြီးနဲ့ခိုတာကလက်တွေလှုပ်ပြရတဲ့အခါဂျေစီနဲ့မျောပါသွားတာကြောင့်ခွေးလေးဟာကြီးကကဲပေးလိုက်ရပါသည်အဲ့နောက်တခါမူရာကမန်နေဂျာယာကီကိုတက်ပြီးအပြေးလေးချင်းမို့လုံနေချင်းနေကိုတာနဲ့သူခွေးကပါတခါမူရာကြောပေါ်ကိုတက်နေလို့နှင်ထုတ်ခံလိုက်ရပါတယ်တကယ်တော့နေကိုတာကသူ့စီအလဲလာတဲ့ပေါင်စားလေးတွေကိုကူညီပေးချင်နေတာဖြစ်ပေမဲ့သူကိုယ်တိုင်ကအရှောက်ထုတ်လို့ဖြစ်နေလို့ဝမ်းနေနေ နေရပါသည်နိုင်ခိုတာမျက်နှာမကောင်းတော့ရိုက်မိသွားတဲ့ဤဘူဟာသူထင်းမခုတ်တတ်တာကြောင့်တင်မေးပါဆိုပြီးအကူကြီးတောင်းလိုက်ပါသည်နိုင်ခိုတာကခန္ဓာကိုယ်အောက်ပိုင်းကိုတင်းကျင်အောင်ထားပြီးဒီလိုမျိုးခုတ်ရတယ်ဆိုပြီးခုတ်ပြလိုက်တော့တခြားထိုင်းနဲ့တေတာတုံကြီးနှစ်ပိုင်းပြတ်သွားခဲ့ပါလေတကယ်တော့နိုင်ခိုတာကဒီလိုမျိုးအမြဲတမ်းထိခုံနေခဲ့တာကြောင့်အသက်90အရွယ်နဲ့မလန့်အောင်သူ့ရဲ့နောက်ကျကျသွားတဲ့တမန်လုံးနေတဲ့အောင်မြင်လိုက်ရပါလေ ဖန်တို့ကိုတုံ့ဝါပေးနိုင်ဖို့ဤဘူအတွက်ပါဝါရီလိုအပ်ပြီးဖင်းမြအောင်လုံလန့်ခဲ့မယ်ဆိုရင်တောင်ကိုကိုကိုဖြည့်ဆည်းမိတဲ့အကြောင်းနေခွေတာကပြောပါလိအရေးတစ်ချိန်လုံးကဘလို့ပြိုင်မှမျိုးနဲ့ရင်ဆိုင်နေရပါသည်အနာမဆုတ်တတ်တဲ့ပေါစရာတယောက်ရှိခဲ့ပြီးလက်ကြတိုင်းမှာပြန်ထားခဲ့ပေမဲ့နောက်ဆုံးမှတော့ brain damage ကြောင့်အနားယူလိုက်ရပါလိပုံမှန်လိုပြန်ပြေးအောင်ငါးနှစ်လောက်အချိန်ယူလိုက်ရပေမဲ့အပြေအဝပြန်မကောင်းခဲ့ဘူးလို့နေခွေတာကတုံတုံရီရီနဲ့ပြောပါလိ ဤဘိုးလိုမျိုးကိုယ့်ရဲ့စိတ်ကြည်နံမှုအတွက်စွန်စားတတ်တဲ့ပုံစံတွေကအကြီးကြီးတွေပေးဆက်တတ်ရကြောင်းပြောရတဲ့အခါဤဘိုးကတော့ပေးဆက်ရမယ်ဆိုရင်တော့ဆန်နုံနဲ့တိုက်ခိုက်ရမှာဖြစ်လို့အစွမ်းကုန်ကြိုးစားသွားမယ်လို့ပြောပါသည်ဤဘိုးကအစိုးဆုံးနေ့အတွက်ပြင်ဆင်ထားတဲ့ဆိုပါနေခိုတာတိလိုက်ရတော့ထိုးချက်တွေကအရာအလုံးမဟုတ်ဘဲထိုးချက်တစ်ချက်ကိုနှစ်စားဖြစ်တော့အောင်လုပ်လို့ရကြောင်းပြောပြလာပါသည်နေခိုတားရဲ့လက်ခွက်တွေကနီးပြကြီးခါမူကဘာကိုတောင်အခက်တွေးစေခဲ့ကြောင်းပြောပြလာတဲ့အခါအီဘိုလဲထိုးချက်တစ်ချက်ကိုနှစ်စားပြည့်အောင်ဘယ်လိုလုပ်လဲဆိုတာသိကျင်သွားခဲ့ပါတယ်